တောင်မူသွေးလောင်စာအသုံးပြုတဲ့ဒကောင်းနီကဲအကြီးစားတပ်ထုတူဖို့ရေးစီမံကိန်းမှာတဘာဝပအောင်ခြင်းပြက်စီးမှုတွေလုံသားနဲ့ဒေသဝန်ကြီးမှာကျမ်းမာရေးတိုက်ခိုက်မှုတွေပါတွေ့ကြုံခံစားရတာတွေဖြစ်ပေါ်နေပါတယ်။တာယာကသတင်းပေးပို့ထားပါခင်ဗျာ။ တရုတ်မြန်မာစာချုပ်ချုပ်ဆိုထားတဲ့ဒကောင်းနီကယ်အကြီးစားသတ္ထုတုဖို့ရေးစီမံကိန်းမှာဒီနေ့ကိုနီကယ်ထုတ်လုပ်နှုန်းတန်ချိန်ပေါင်း၈၅သောင်းထုတ်လုပ်ဖို့စီမံကိန်းအစီအစဉ်မှာရေးဆွဲထားပါတယ်။ဒီစီမံကိန်းမှာကြောင်မီးသွေးကိုလောင်စာအဖြစ်အသုံးပြုပြီးထုတ်လုပ်နေတာကြောင့်လက်ရှိမှာသဘာဝပတ်ဝန်းကျင်ပျက်စီးတာစီမံကိန်းတွင်လုံသားတွေမှာကျန်းမာရေးထိခိုက်မှုတွေပါတွေ့ကြုံခံစားနေရတယ်လို့သိရပါတယ်။ကျွန်တော်ခုလုပ်နေတဲ့လက်ရှိအနေအထားတောင်စီဌာနဆိုတော့ဥပမာကြောင်မီးဌာနဆိုရင်တိပိဌာနနဲ့ပုံပြီးမှ တက်မှာပုံမှန်ထိခဲ့တယ်တော့ကျွန်တော်မြင်တယ်လေအဲ့တော့ mask ကတစ်ခါလုံးနေပေးရဆိုတော့ကျွန်တော်ပြောတာအဲ့လိုကောက်ပစ္စည်းတွေကိုပြေးပြေးကပေးသေးခြင်းနဲ့ပြီးတော့ကျမကြီးထောက်ထောက်ဆိုတော့ကျမကြီးထောက်ထောက်ကတို့တို့တစ်နှစ်မှာတစ်ခါလောက်လာတယ်ဗျနေပြီးတော့ဟာလေလို့ပြောတယ်အဲ့ဆိုတော့ကျွန်တော်ဖြစ်သိကျင်တာဒီလိုအချက်ရကျွန်တော်တို့တကယ်ဖုံမုံရှူရတဲ့ဌာနတွေတို့ဒီကြောင်မင်းသိမုံရှူရတဲ့ဌာနတွေကိုပုံမှန်ကျမကြီးဆက်ချက်တွေကိုကျွန်တော်ပုံမှန်လုပ်ပေးသေးခြင်းနဲ့ကျွန်တော်တို့မြေယာတွေပါသွားတဲ့အရာတွေကိုတိတိကျကျနဲ့ဒါဥပဒေတိုင်း ရောကြီးတွေကျွန်တော်တို့ကတော့ရကျင်တယ်နောက်တစ်ခုကတော့လူရင်းပြောရမယ်ဆိုတော့ကျွန်တော်တို့ဒေသခံအနေနဲ့ကတော့ဒီဆက်ယုံကြီးတွေကြောင်မီးသွေးသုံးဖြစ်တဲ့အတွက်လုံးဝပဲဖြတ်တော့တာဖြတ်သိမ်းသွားတာတော့ကျွန်တော်တို့ကလူလားတယ်ဘာလို့တော့ဆိုတော့ကျမ်းမာရေးအတွက်ကြောင်ပြောတာပါဒီပြာတွေပါတွေတက်တဲ့အနှံ့အသက်တွေပါဟိုလိုပြောရတော့ကြောင်မီးသွေးရဲ့ဆိုးကျိုးတွေလို့ယူဆလို့ရတာ တကောင်းနီကေတထုထုပေါ်ရေစီမံကိန်းမှာလောင်စာ၊ကြောင်မီသွေးကန်ထားရှိမှုအပါအဝင်နီကေတထုထုစွန့်ပြမြေစာတွေကိုဆက်ယုံရဲသုံးပိုင်းအကွာမှာထားရှိတာလူနေစိုက်ပျိုးမြေတချို့နဲ့နီးနေတာတွေရှိပါတယ်။နေ့စဉ်တထုတူးဖော်မှုကိုတိုးချက်လာလို့စွန့်ပြမြေစာစွန့်ပြမှုလုပ်ငန်းခွင်မှာလည်းပုံပြစနစ်နဲ့လှုပ်ဆောင်မှုတွေအထိပြောင်းလဲလာပါတယ်။ဒီမှာခိုင်လုံမှုရှိလဲဆိုတော့ အကိုဖြစ်လာတာအသေးဖြစ်လာတာအကိုမှဖြစ်တဲ့ယောဂါကဒီစက်ယုံနဲ့မဆိုင်ဘူးလို့သူတို့ကဒီလိုပြောတာအကိုကတော့မဟုတ်ဘူးအကိုဒီမှာနေခဲ့တဲ့အတော်အတွင်းမှာပဲဒီယောဂါဖြစ်လာတာနောက်ပြီးတော့ဒီယောဂါရဲ့အခြေခံသဘောတရားကလည်းအကိုဒီလုပ်ငန်းထဲကနေပြီးတော့ပို့ပြီးတော့ရောက်လာတယ်လို့ဒီလိုမြင်တယ်တကောင်းနီကဲအကြီးစားတတုတုပေါ်ရေးဆက်ရောဟာသခိုင်းတိုင်းထီးဆိုင်မြို့နယ်မှာရှိပြီးတကောင်းနီကဲတောင်ကမန္တလေးတိုင်းအတွင်းမှာဖြစ်ပါတယ်။ တထုထုဖော်တဲ့တောင်ရဲ့အောက်ခြေမှာလေယာမီတွေအေယာဝတီမြစ်ပါရှိနေလို့မိုးရွာချိန်မှာအနယ်ပို့ချမှုတွေဖြစ်နိုင်ကြောင်းပဝင်းကြီးထိန်းသိမ်းရေးဦးစီးဌာနကပြောပါတယ်။၎င်းတော်ကြီးကတတိယပြကျွန်တော်သိခဲ့တဲ့ဆလာကွဲနှလားလောက်ကသွားဖြစ်ခဲ့။ဒီတဲ့ကကြတော့အဓိကအားရဟိုပေါ့ landslide တွေမဖြစ်ဖို့အတွက် rating တွေထားဖို့လေနောက်ထပ်ဟိုပေါ့အနယ်စကန်တွေလုပ်ပြီးတော့မှဒီမှာဟိုဆောင်းရခုဆိုပြီးတော့မှာခဲ့တာရှိတယ်။အဲ့မှာကတော့ဟိုကတစ်ခုပဲသူကအားနေတာပေါ့နော်။တောင်ပြီးသေးသုံးတဲ့ဟိုက အသေးစိတ် data ပါ냐တော့သူတို့တိုင်းဖို့တော့မာထားခဲ့တယ်ကြာသူအဲ့ဒါတော့ guest data guest and our light တွေပါဒီစစ်ဆေးထားတော့မတွေ့ရဘူးပေါ့နော်2017ခုနှစ်6လပိုင်းမှာမြန်မာ CNICO Company Limited တကောင်းနီကယ်စီမံကိန်းဟာအစမ်းထုတ်လုပ်တဲ့အဆင့်ကိုဝင်ရောက်လာတာလက်ရှိအချိန်ထိဖြစ်ပါတယ် နီကယ်တက်ထုတူဖို့ရေးစီမံခဲ့ဟာပွင့်လင်းမြင်သာမှုမရှိတာတဘာဝပဝင်ညထိန်သိမှုအားနေတာမြန်မာလုံသားတွေရပိုင်ခွင့်ဆုံးရှုံးတာတွေရှိတာကြောင့်တက်ထုတူဖို့ရေးစီမံခင်းကတာဝန်ခံကို DBB ကဆက်သွယ်မေးမြန်းခဲ့ပြီးမြေဖြည့်ဆို့ဖို့ညှိဆိုခဲ့ပါတယ်ကျွန်မကတာယာပါရှင်